ဘင်္ဂလားဘာလို့ဥစွာပနာမနှုတ်ခွန်းဆက်တာပါရခင်ဗျာကျွန်တော်ရဲ့ဘာမိတ်ဝီကတ်စတိုရီချန်နယ်ကနေပြန်လဲကြိုးဆိုပါတယ်ဒီတစ်ခေါက်မှာတော့ထိုင်းသေးကားလေးတကားကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်ဇလန်းလေးဟာ2016ခုနှစ်ကထွက်ရှိထားတာဖြစ်ပြီးတော့ဂျာနေပေမဲ့မကြည့်ရသေးတဲ့လူတွေအဖို့ကြီးတဲ့နဲ့ကားလေးတကားဖြစ်ပါတယ်တန်ကအစည်းအဝေးတစ်ခုကြောင့်အတိတ်မေ့နေတဲ့ကောင်လေးတယောက်ပါသူ့ရဲ့နမည်အပြည့်စုံကိုတော့မမှတ်မိပါဘူးသူ့နမည်တန်ဆိုတာကလွမ်းရင်သူ့ဘယ်ကလာလဲသူ့မိသားစုကဘယ်ကလဲဆိုတာကိုလည်းမမှတ်မိပါဘူး အရာတစ်ခုခုကတန့်ကိုသူ့ရဲ့မိသားစုစီကိုလမ်းညွန်ခဲ့တဲ့အတွက်မိသားစုနဲ့ပြန်တွေ့သွားခဲ့ရတယ်ဒီလိုနဲ့သူဘာတွေဖြစ်မလဲဆိုတာရဲ့သူ့မိသားစုရဲ့အကြောင်းတွေကိုသိဖို့ကြိုးစားရင်တဖြည်းဖြည်းနဲ့ကြောင်းမတ်ဖွယ်ဖြစ်ပြက်တွေနဲ့သူ့မိသားစုရဲ့လှုပ်ဝက်ချက်တွေကိုသိခွင့်ရတဲ့အခါမှာတော့ဘာတွေဆက်ဖြစ်မလဲဆိုတာအတူတူစက်ကြည့်လိုက်ကြအောင်ပါခင်ဗျာတဲ့ရဲ့မိမဖြစ်သူဟာအဖြစ်သူမွေးနေ့ပွဲမှာတော့မပြောရှင်းနိုင်ပဲတမိုင်းမိုင်းတွေတွေဖြစ်နေကမိမဖြစ်သူအခုလုံးမိုင်းနေတာကိုကြည့်ပြီးတက်ကလည်းမိမရေပြောအောင်နေပါ ဒီနေ့ကကိုလိုသားလေးမွေးနေလေမိမျက်နှာလေးကိုပြုံးထားပါဆိုပြီးပြောနေပါတယ်ယောက်ျားဖြစ်သူကဘေးနားကနေဒီလောက်အားပေးနေတာတော့သူမှမပြောနိုင်ခဲ့ပါဘူးတာဟာစီးပွားရေးလုပ်ငန်းရှင်တယောက်ဖြစ်ကအလုပ်လုပ်ရမှာစနစ်ကျပြီးစမတ်ကျလွန်းလာကြောင်းတခြားစီးပွားရေးလုပ်ငန်းရှင်တွေကလေးစားအားကျနေရတာပဲဖြစ်ပါတယ်ဒီလိုနဲ့ခဏနေတော့တတ်တို့မိသားစုဟာအားဖြစ်သူမွေးနေပွဲကိုကျင်းပလိုက်ကသားလေးပျော်နေတာကိုကြည့်ပြီးမိခင်ဖြစ်သူကသားလေးကိုနမ်းလိုက်ပေမဲ့သူမရဲ့မျက်နှာမှာတော့ပေါ်လွင်ထင်းသာအောင်ပြုံးပျော်နေတာမရှိခဲ့ပါဘူး တညတန်လေးကပကြီကားတစ်ချက်ကိုကြည့်ပြီးမင်းကနတ်သမီးအစ်စ်လားဒါဆိုငါ့ကိုဂတိတစ်ခုလောက်ပေးနိုင်မလားဆိုပြီးဇလန်းလေးစတင်ထားတာဖြစ်ပါတယ်ဒီလိုနဲ့ဆယ်နှစ်နီးပါးကြာသွားတဲ့အခါမှာတန်တယောက်ဟာကိုမဖြစ်ပြီးစေးရုံကိုတက်နေရပါတယ်ကိုမကြောင့်သူ့ရဲ့မှတ်ညံတွေအကုန်ဆုံးရှုံးခဲ့ရပြီးတန်တယောက်ဟာနမီးကလွဲလို့ဘာကူမှမမမိနိုင်လောက်အောင်အထိအချင်းလေးတွေဆိုးရွားသွားခဲ့တာဖြစ်ပါတယ်တန်ဟာသူ့ရဲ့ဘဝရှည်ရေးကို တွေးပူနေကသူ့ဘဝမှာနမီးကလွဲပြီးဘာကူမှမမမိတာကြောင့်တွင်းစိတ်သက်ကြနေခဲ့ပါတယ် ူကဘယ်သူလဲဘဲကလာတာလဲဆိုတာတောင်ပြန်တွေးလို့မရနိုင်အောင်ဖြစ်နေခဲ့တာပါ။ဒါကြောင့်ဗာလေးပဲသိကျင်သိကျင်အွန်လိုင်းပေါ်ကနေလေ့လာရကသူဘဝအမှန်တရားတွေကိုလည်းတွေးလို့တွင်ညာအွန်လိုင်းပေါ်မှာပဲရှာဖွေနေခဲ့ပါတယ်။ဒီလိုနဲ့တန်ဘောဟာတနည်းနည်းဘဝတရုပ်အမှန်ကိုရှာဖွေရင်းအချိန်တွေကုန်ဆုံးနေတာဖြစ်ပါတယ်။ဒီလိုနဲ့တညတန်တယောက်အွန်လိုင်းပေါ်ကနေတခုခုသိကျင်တာရှိလို့လေ့လာနေရင်နောက်ကနေတန်ဆိုပြီးခေါ်တန်ကိုကြားလိုက်ရပါတယ်။လက်ကြည့်တော့လည်းဘာမှမတွေ့ပါဘူး။အစားတော့သူပဲစိတ်ချောက်ချားနေလို့ဖြစ်တာဆိုပြီးတွေးနေမိကာ ထပ်ပြီးခေါ်တန်းကိုကြားလိုက်ရပါတယ်။ခေါ်တန်းကခက်စိတ်စိတ်ဖြစ်လာတဲ့အပြင်မိတွေကလည်းမိတ်တုံမိတ်တုံဖြစ်လာတာကြောင့်တန်တယောက်ထကြည့်တော့လေဘာမှမရှိပြန်ပါဘူး။မိတွေမိတ်တုံမိတ်တုံဆက်ဖြစ်နေတော့သူလည်းစိုက်ကြည့်နေရင်မိတ်တုဇက်ကနေသူလည်းပြိမထုတ်ပဲစာရွက်တရွက်ထွက်လာခဲ့ပါတယ်။နမကြီးဘီတုကပညာရှင်ဒီဝါလီခံပြီးနောက်ကိုကိုကိုအဆုံးစီရင်တယ်ဆိုတဲ့စာရွက်လေးထွက်လာပါတယ်။သူလည်းပြိမထုတ်ပဲစာရွက်ကထွက်လာတာကြောင့်တန်တယောက်အံ့ဩနေကထွက်လာတဲ့စာသားတွေကိုလည်းဆက်လက်ဖတ်နေခဲ့ပါတယ်။ တန်တရားဟာထူးဆန်းတဲ့ဖြစ်စဉ်ကိုမြင်ပြီးတညာလို့အိတ်မရဖြစ်ခဲ့ပါဘာကြောင့်အခုလိုမျိုးဖြစ်ရတယ်ဆိုတာကိုလည်းသူအပြေထုတ်လို့မရခဲ့ပါဘူးဒီလိုနဲ့နောက်တနေ့မနက်မှာတော့တန်ဟာစေရုပ်အုပ်ကြီးစီကိုသွားပြီးသူအိမ်ပြန်ခြင်းတဲ့အကြောင်းကိုပြောပါတယ်ကျွန်တော်ဘဝအတွက်တစုံတစ်ခုကိုရှာဖွေလို့ရသွားပြီကျွန်တော်ကိုအိမ်ပြန်ဝင်ပွေးပါလို့ပြောပါတယ်ဒါကိုစေရုပ်အုပ်ကြီးကခွင့်မပြုခဲ့ပါဘူးတန်ကိုလည်းမင်းက ID ကတ်တွေရောအခြားအထောက်အထားတွေပါမရှိတာကြောင့်အိမ်ပြန်ဖို့စိတ်မချဘူးလို့ပြောပါတယ်ဒီကနေထွက်သွားပြီးရင်ပြန်ဝင်လို့မရတာကြောင့်တိကျထပ်စင်းစားဖို့နဲ့ တရားမကတော့အိမ်ပြန်ဖို့ခွင့်မပြုနိုင်သလိုစိတ်မချဘူးလို့လည်းဆိုပါတယ်ဒီလိုနဲ့တန်တယောက်ဟာဘာမှမတွေ့ဝေမစင်းစားတော့ပဲအိမ်ကိုပြန်လာခဲ့ပါတယ်လက်ထဲမှာလည်းနမီကြီးဘီသူကပညာရှင်ဒေဝါလီခံပြီးနောက်ကိုကိုကိုအဆုံးစီရင်သွားတယ်ဆိုတဲ့သတင်းစာလေးကိုကြိုင်ပြီးတော့စင်းစားနေခဲ့ပါတယ်ဒီလိုနဲ့တွေးနေရင်တန်တယောက်အိမ်ကိုပြန်လာခဲ့ကအိမ်ရှိမှမိမကြီးတယောက်ကစွမ်းထွက်လောင်းရင်တန်ကိုမြင်တော့စွမ်းပကံပြုတ်ကြသွားကသူမကအပြော်လိုမိတန်ကိုပြေးဖက်လိုက်ပါတယ်တန်ကတော့ဘယ်သူမှမသိရှာပါဘူး ကျွန်တော်ကိုတိလာအတော်ဆိုပြီးမင်းနေခဲ့ကလာလာဘာမှမမင်းနဲ့တော့တားပြန်လာတာသိရင်တန်တင်ကအယမ်းပြောင်းနေမှာပဲဆိုပြီးပြောပါတယ်ဒါနဲ့တန်လဲတန်တင်ဆိုတာဘသူလဲလို့မေးလိုက်တဲ့အခါမင်းရဲ့ညီမလေးလေးလို့ပြောရင်အိမ်ထဲကိုဝင်သွားကတန်တို့အိမ်ကအထဲကိုတော်တော်လေးဝင်ရပါတယ်တန်လဲမရောက်တာကြာပြီဖြစ်တဲ့အိမ်ရဲ့အဆအဆုံးကိုတည်တည်ချာချာလိုက်ကြည့်နေပါတယ်ခြံကြီးတစ်ခုလုံးမြူကိုတွေအုံဆိုင်နေတဲ့အပြင်တန်တို့အိမ်ကပကြီးကားတစ်ချက်လိုလှပလုံးပါတယ်ဒီလိုနဲ့တန်တယောက်အိမ်ထဲဝင်သွားရင်ကလေးတွေကိုတွေးလိုက်ရပြီး အဖြူရောင်ဝတ်စုံဝတ်ထားတဲ့မိမလာလေးကိုမြင်တော့တန်ရဲ့စိတ်ထဲမှာတမျိုးဖြစ်သွားပါတယ်။သူကတန်ရဲ့ညီမလေးတက်တင်ပဲဖြစ်ကတက်တင်လဲအကိုနေဘယ်တွေရောက်နေတာလဲ။ဘာနဲ့ကိုတစ်ချိန်လုံးမျောနေတာလို့ဆိုပါတယ်။တန်လဲအကိုကားအစည်းတန်ဖြစ်ခဲ့ပြီးကိုမဝင်သွားတာ။ကိုမကြောင့်ငမ်းမညံတွေအကုန်လုံးဆုံးရှုံးခဲ့ရတယ်။ငါရဲ့နမီကလွဲပြီးဘာမှမမှတ်မိတော့ဘူးလို့ပြောလိုက်ပါတယ်။ဒါဆိုရင်ညီမလေးကိုရောတခြားမိသားစုဝင်တွေကိုရောမှတ်မိဘူးလားလို့မေးတော့တန်ကလည်းဘာမှမမှတ်မိဘူးလို့ဆိုတော့တက်တင်လဲသူ့ရဲ့နမီကခြိဝင်ငါအမျိုးဆိုပြီးမိတ်ဆက်ပေးပါတယ် ဒီလိုနဲ့မတွေ့တာကြာပြီဖြစ်တဲ့မောင်နှမနှစ်ယောက်ကအလွမ်းတဲ့ဖတ်ပြီးနှုတ်ဆက်ကြတော့ခြေဝင်တယောက်တဝင်းတူနေခဲ့ပါတယ်ဒီလိုနဲ့ထမင်းစားကြရင်တက်တင်ကသူမဖလော့ရန်မှာပညာသင်တန်းကလူသားအုံနောက်ပုံလူဆွဲခဲ့ရကြောင်းနဲ့ပညာပြောင်းဆုံးနေတဲ့လူတွေရဲ့အုံနောက်တွေကိုအနီးကပ်လေ့လာခွင့်ရကြောင်းပြောလိုက်ပါတယ်ဒီအကြောင်းကိုကြတော့တန်တယောက်နဲ့တော်တော်လေးစိတ်ဝင်စားသွားပြီးနားထောင်နေကနားထောင်နေရင်ခဏနေတော့တန်လည်းပြင်းသွားဟန်ရှိတာကြောင့်ဒီအကြောင်းတွေကိုပြောတာတော်ပြီဆိုပြီးမတို့မိသားစုအကြောင်းဆက်ပြောမယ်လို့ဆိုကပြောပါတယ် ီးတာနဲ့အဖေကဘာလို့သူ့ကိုသူတိတ်ဆုံးသွားတာလဲလို့တန်ကမေးပါတယ်ဒါကိုတက်တင်ကဘာမှဆက်မပြောတော့ပဲတကားလမ်းကြောင်းလွှဲလိုက်ပြီးအကိုနင်းပြောင်းတဲ့အထိတ်မှန်နဲ့ငါတို့ရစာစားပွဲလုပ်ကြမယ်အကိုနင်းပါစားမလဲအမဲသားနဲ့စားမလားဆိုပြီးမေးတော့တန်တယောက်ကဘာမှပြန်မပြောပါဘူးတက်တင်လည်းညစာစားပွဲအတွက်ပြင်လိုက်အောင်မယ်ဆိုပြီးထသွားတော့တန်လည်းတက်တင်ထွက်သွားတာကိုကြည့်ပြီးကြံရင်နေခဲ့ပါတော့တယ်တက်တင်နဲ့အတန်တို့ကအမွှားတွေဖြစ်ကြပြီးဒါကိုတန်တယောက်မသိခဲ့ပါဘူးတက်တင်ပြောမှသိတာပါတန်ကသူ့ကိုယ်သူတူးဦးသေးတော့သားဆိုပြီးတီထားတာပဲဖြစ်ပါတယ အခုလက်တတရဲ့ခင်မုန်းဖြစ်သူကတတင်ဟာတန်တို့အဖေဖြစ်သူသွားလျာနောက်ကိုတကောက်ကောက်အမြဲလိုက်ခဲ့ရကြောင်းနိုင်ငံသားမှပညာသင်ပြီးတဲ့အခါမှသာဒီကိုပြင်ရောက်လာတယ်လို့ခင်မုန်းဖြစ်သူကပြောပါတယ်ဒီလောက်လေးဖြီတာလေးနဲ့တန်တယောက်မကျေနပ်နိုင်သေးပါဘူးဒါကြောင့်သူသိကျင်တာတွေကိုတေချာသိရဖို့အတွက်အိမ်အကိုအတော်ကြီးကိုသွားမိခဲ့ပါတယ်အဲတော့မှအဖေဖြစ်သူကဒေဝါလီခံသွားတဲ့အတွက်သူ့ကိုယ်သူတတ်တည်သွားတယ်ဖြစ်တယ်ဆိုတာကိုတန်တယောက်သိလိုက်ရပါတော့တယ်အဖေဖြစ်သူကစီးပွားကြသွားတဲ့အတွက်စိတ်သက်တည်ကြပြီးသူ့ကိုယ်သူအဆုံးစီရင်လိုက်တာလို့ဆိုပါတယ် ဒါဆိုကျွန်တော်ကရောဘလို့ဆက်ပြစ်သွားလဲလို့တန်ကမေးပါတယ်။မင်းကအိမ်မှာအဲ့လိုအခြေအနေဆိုးတွေဖြစ်နေလုံထွက်ပြေးသွားတာလေးလို့ပြောပါတယ်။အဲ့ဒီအချိန်မှာပဲခြေဝင်းနဲ့တက်တင်တို့ဟာချစ်ချမ်းဝင်ခဲ့ကြတယ်လို့အင်ကူတော်ကြီးကလည်းပြောပါတယ်။တန်နဲ့အင်ကူတော်ကြီးပြောတာကိုစိတ်ဝင်စားဆက်ပြီးနားထောင်နေခဲ့ပါတယ်။ဒီလိုနဲ့တန်ဟာတက်တင်နိုင်ငံခြားသွားနေတော့မှကျွန်တော်ဘယ်ရောက်နေတာလဲဆိုပြီးဆက်မေးလိုက်တော့အဲ့ဒီအချိန်မှာပဲရုတ်တရက်ဘေးနားကလက်ဖက်ရည်ပကံတွေကြာကွဲသွားကတန်ကတော့ဒီတိုင်းပဲမတော်တဆကြာကွဲသွားတယ်လို့ထင်ခဲ့တာပါ။ အင်ကူအတော်ကြီးကလည်းတားဆက်သွားနေတော့အတော်ဒါတွေရှင်းပြီးလိုက်ခဲ့မယ်လို့ပြောလိုက်ပါတယ်ဒီလိုနဲ့တကောင်အချင်းရောက်လာတဲ့အခါမှာတော့တန်တယောက်အိတ်နေလန်နိုးလာခဲ့ပါတယ်ရုတ်တရက်ပြက်ကလေးကိုမျက်လုံးရောက်သွားတော့ငါမွေးနေလက်ဆောင်ကိုမမေ့ပါနဲ့ဆိုပြီးရေးထားတဲ့စာကိုတွေ့လိုက်ရပါတယ်သူလည်းဘာမှဆက်မတွေ့နေတော့ပဲဘေးကိုကြည့်တော့ဖြူအောင်ဝိတ်ဆောင်တဲ့လူနှစ်ယောက်ရပ်နေတာကိုတွေ့ပြီးလန်သွားကပြီးတော့မှညီမဖြစ်သူရဲ့ကလေးနှစ်ယောက်ဖြစ်ပြီးသူ့ကိုစနေမှန်သိပြီးပြောလိုက်ပါတယ်ကလေးတွေငါကိုသွားပြီးဥကုံမကြောက်ပါနဲ့ဥကသားတို့မမေရဲ့အကူလို့ဆိုတော့ဒီတော့မှဂျန်ဆိုတဲ့ကလေးဟာသားတို့မမေမဟုတ်ဘူး သူ့ကိုမချစ်ဘူးသူ့ကိုကြောက်တယ်လို့ပြောပါတယ်တန်ကလည်းဘာလို့ကြောက်တာလဲလို့ဆိုကစံမေးမလို့လုံနေတော့မှာပဲကလေးတယောက်ကညစာစားတော့မယ်စင်းတော့မယ်ဆိုပြီးထွက်သွားပါတော့တယ်ဒီလိုနဲ့တန်လည်းကြံနေတဲ့ကလေးတယောက်ကိုစနေရင်ရုတ်တရက်တရေမျက်နှာကြီးပေါ်လာတဲ့ကြောင့်တန်တယောက်ထိတ်လန့်သွားပါတယ်ဒီလိုနဲ့တန်တယောက်နည်းနည်းစိတ်ညစ်သွားတာနဲ့လမ်းသွောင်းအောင်ရေချိုးလိုက်ပါတယ်ရေချိုးနေရင်တန်ရင်ဘက်ကနေသူ့ရီကြလာကတန်လည်းကြောက်လိုက်ပြီးတေးချပြန်ကြည့်တော့မရှိတော့ပါဘူးဒီလိုနဲ့တန်တယောက်ထမင်းစားဝိုင်းကိုရောက်လာခဲ့ကထမင်းစားဝိုင်းကိုရောက်တော့ခြေဝင်ကသူ့ဂျာမနီမှာကြောင်းတက်ခဲ့တဲ့အကြောင်းနဲ့ ။ကြောင်းပြီးတော့တက်တင်နဲ့လက်ထပ်ပြီးကလေးနှစ်ယောက်ရတဲ့အကြောင်းပြောပြနေပါတယ်။ခဏနေတော့တက်တင်ရောက်လာပြီးတန်တို့ကိုဟင်းထည့်ပေးလိုက်ကကလေးနှစ်ယောက်ကအမေဖြစ်သူဟင်းထည့်ပေးတာကိုမပြောဘဲကြောက်လန့်နေပုံပေါ်ပါတယ်။ဓမင်းစားနေရင်အသားတွေပဲရွေးစားနေတဲ့ကလေးတွေကိုတက်တင်ကအောင်းငေါလိုက်ကအသားတွေပဲစားမနေနဲ့အသီးရွက်တွေလည်းထည့်စားအောင်လို့ပြောလိုက်ပါတယ်။ဒါကိုကလေးတစ်ယောက်ကအသားတွေပကံထဲကနေဖယ်လိုက်တဲ့အခါမှာတက်တင်တယောက်ဒေါသပုံထပြီးကလေးတွေကိုအောင်းဟင်းကျင်းဝါနေတာကြောင့်ကလေးတွေလည်းလန့်ဖြန်ပြီးငိုကုန်ကြပါတယ်။ ဒါကိုအိမ်ကူကမနေနိုင်တော့ကလေးတွေကိုအိမ်ထဲကိုပို့မယ်လို့တော့တက်တင်ကငါအမိမရပဲဘယ်သူမှခေါ်မသွားရဘူးလို့ထပြောပြီးထွက်သွားပါတော့တယ်။တန်နဲ့တက်တင်ပြောဖို့စုံပုံတွေကိုကြည့်ပြီးစိတ်မကောင်းဖြစ်ကကလေးတွေကအမေကိုကြောက်လန့်ပြီးငိုနေတာကြောင့်သူ့စိတ်ထဲမှာကလေးတွေကိုပဲတနာနေမိပါတယ်။တက်တင်တယောက်ကတော့ကလေးတွေအပေါ်မှာစိတ်မရှိပေမဲ့ယောက်ျားဖြစ်သူကတော့အလွန်ချစ်ရှာပါတယ်။ဒီလိုနဲ့တန်တယောက်အိမ်ထဲမှာလမ်းလျှောက်နေရင်အတန်တစ်ခုကိုကြားနေရကရုတ်တရက်အိမ်ကူတော်ကြီးကရောက်လာပြီ။ ဒါဒီညအရင်ဘုရားရှိခိုးအိပ်ပါပြီးတော့ညတကောင်နေလမ်းထလျှောက်တာမျိုးမလုပ်ပါနဲ့ဆိုပြီးတတိပေးပါတယ်။တန်လဲဘာလို့လဲအတော်လို့မေးတော့တတင်းကမကြိုက်ဘူးလို့ပြောပါတယ်။တတင်းကအိပ်ဆက်တဲ့လူမျိုးညတကောင်လမ်းထလျှောက်တာမျိုးလုပ်ရင်သူအနောက်ရှက်ဖြစ်တာကြောင့်ဒါကိုတတိပေးတာလို့လဲဆိုပါတယ်။ဒီလိုနဲ့ဂျွန်တယောက်အိပ်နေရင်ရောင်ပြီးလမ်းထလျှောက်လာပါတယ်။တန်လဲဂျွန်ရောင်နေတာကိုမြင်တော့အိပ်ရာထဲကိုပြန်လိုက်ပို့ပေးလိုက်ကအိပ်ရာထဲကိုရောက်တော့ကလေးကဒါကြောက်တယ်ဒါကြောက်တယ်ဆိုပြီးအော်နေလို့တန်လဲကလေးတွေကိုတနာပြီးဘေးနားမှာအဖို့ပြုတ်နေပေးလိုက်ပါတယ်။ ဒီလိုနဲ့တန်တယောက်ဘေးနားမှာစောင့်နေရင်မိခင်နဲ့အိပ်ပျော်သွားခဲ့တာအဲ့နေငယ်ဘွားအเจ้าတွေကိုတန်တယောက်အိမ်မက်မှတ်ခဲ့ပါတယ်ပြီးတော့လန်နိုးလိုက်ရင်ကလေးအောင်မှာကြောက်ပြီးထိုင်နေတဲ့ဂျန်ကိုမြင်လိုက်ရပါတယ်ဂျန်ကလည်းဦးလေးဒီအိမ်မှာတရက်ရှိတယ်တမီးမြင်ပြီးပြီလို့ဆိုပါတယ်တန်ကလည်းတမီးစိတ်ထင်တာနေမှာပါတရက်ဆိုတာတကယ်မရှိပါဘူးဦးလေးစေးုံပေါ်ကလူသေးအလောင်းတွေအများကြီးတွေ့ဘူးတယ်တခါမှတရက်ဆိုတာမမြင်ဘူးဘူးလို့ပြောလိုက်တော့ဂျန်လည်းအတော်ဘူးကပြောတယ်ဒီအိမ်မှာတရက်မှရှိတယ်ရှေးဟောင်းဝတ်စုံတွေနဲ့တရက်မှတွေလည်းရှိတယ်လို့ တခါတလေကနေတဲ့သဲမတွေလည်းရှိတယ်လို့ပြောလာပါတယ်။သမီးဦးလေးကိုတတိပေးပြီးပြီးဦးလေးတတိထားနေလို့ပြောလိုက်တော့တန်းလဲဘေးကိုကြည့်လိုက်တော့ဂျောင်ပြီးကနေတဲ့ဂျုံကိုတွေ့သွားပါတယ်။ဂျန်ကဦးလေးမလုံနဲ့သူ့ကိုသွားမနှိုးနဲ့လို့ပြောပြီးမဲ့တန်းလဲရောင်နေတဲ့ဂျုံကိုသွားနှိုးလိုက်ချိန်မှာဂျုံကရုတ်တရက်ထွက်ပြေးသွားပါတယ်။ကလေးနှစ်ယောက်ကသူ့ကိုကြည့်ပြီးကြောက်လန့်နေကြသလိုတန်းရဲ့အနောက်မှာအဝဲကနေမျက်နှာကြီးပေါ်နေပါတယ်။တန်းကဒါကိုမသိပါဘူး။ကလေးတွေအနားကိုသွားတော့ကလေးနှစ်ယောက်ကနေကတည်ပြီးသားနေကတည်းရဲ့ဆိုပြီးတယောက်နဲ့တယောက်အပြန်အလှန်ဆော့ဆွဲငင်းကုန်နေကြပါတယ်။ ဒီတော့တန်လဲကလေးနှစ်ယောက်တော်ကြတော့ပောက်ကရီမပြောနဲ့ဆိုပြီးអော်လိုက်ပါတယ်ခဏနေတော့အတန်တစ်ခုကြားလိုက်ရပြီးကလေးတွေလည်းတရေလာပြီးဆိုပြီးပြေးကြမယ်ဆိုပြီးထွက်ပြေးသွားကြပါတော့တယ်တန်လဲအတန်ကိုကြားလိုက်လို့ဘေးကိုကြည့်လိုက်တော့အရေးတစ်ခုလုံးမျိုးတွေ့လိုက်တော့လန်သွားပြီးအပြင်ကိုထွက်လာခဲ့ကအပြင်မှာလဲဝိုင်းခွက်ထဲကိုစေးမုံတွေထည့်နေတယ်ခြေဝင်ကိုမြင်တော့သူစိတ်ဝင်စားသွားပြီးနောက်ရောင်ခံလိုက်ကြည့်လိုက်ပါတယ်ခြေဝင်တို့အခန်းအနားကိုရောက်သွားတဲ့ခါမှာတော့လင်မယားနဲ့ရောရန်ဖြစ်နေတာကိုကြားလိုက်ရကခြေဝင်ကငါတို့မှအန်ဒီရရှိနေပြီကလေးတွေခေါ်ပြီးငါတို့ထွက်ပြေးကြမယ်လို့ပြောပါတယ် မင်းငါကိုကြိုက်သလိုလုပ်လို့ရတယ်ငါကလေးတွေကိုတော့မတိပါနဲ့ဆိုပြီးတက်တင်ကိုပြောနေခဲ့ပါတယ်တက်တင်လည်းနားထောင်နေရင်တကားဖွင့်တန်ကြားလိုက်ရလို့လိုက်ကြည့်ပေမဲ့ဘာမှမရှိပါဘူးတန်လည်းကလေးတွေကိုစိတ်ပူပြီးလိုက်ရှာနေကတန်နေရာရောက်တော့ကလေးတွေကတန်ရဲ့ဘေးကနေကြောင်းလန့်ပြီးအော်ဟစ်ထွက်ပြေးသွားပါတယ်ဘာတွေဖြစ်နေတာလဲဆိုတာကိုတန်တယောက်နားမလည်နိုင်ဖြစ်နေကတန်တွင်းနေချိန်မှာပဲခြေဝင်ထွက်လာပြီးတန်နဲ့လိုက်ပစ်ပါတော့တယ်တန်လည်းမပစ်ပါနဲ့ကျွန်တော်ပါဆိုပြီးခြေဝင်ကိုတောင်းပန်နေခဲ့ကခြေဝင်ကတန်အနားကိုရောက်လာပြီးဒီမှာစောင့်နေငါတို့အပြင်ထွက်မှရမယ်လို့ပြောနေပြီး ဒီချိန်မှာပဲအတော်ဘျူးကိုမြင်လို့တနတ်နဲ့လိုက်ပြစ်တဲ့အခါမှာပြေးနေရင်တနတ်မှန်သွားပါတယ်။ဒေါ်ဘျူးကလည်းကားမောင်းတဲ့အကြီးနဲ့မို့ကားကဆန်မောင်းသွားနေပါတယ်။တန်လည်းဆိုးရွားလာတဲ့ခြေဝင်လို့အဖြစ်ပြက်တွေကိုနားမလည်နိုင်ဖြစ်ပြီးတော်တော်လေးထိတ်လန့်ကဒီလိုနဲ့တန်ဟာအိမ်ဘက်ကိုလှည့်ကြည့်လိုက်တော့အမျိုးသမီးတယောက်အရိပ်ရောင်ကိုမြင်လိုက်တာကြောင့်အိမ်ထဲကိုဝင်လိုက်တဲ့အခါမှာကျမ်းပြပေါ်မှာလဲကျနေတဲ့ကလေးတွေကိုတွေ့လိုက်ပါတယ်။တန်လည်းအိမ်ပေါ်မှာအတန်ကိုကြားလို့တတ်ကြည့်ရင်ခြေဝင်ဟာသူ့ကိုယ်သူတနတ်နဲ့ပြစ်သွားတာကိုတွေ့လိုက်ရပါတယ်။တန်လည်းဒီမြင်ကိုမြင်ပြီးကြောက်လန့်ကငိုပြီးပြေးဆင်းလာခဲ့ပါတယ်။ အနာနေတော့အိမ်ပေါ်တက်ကနေတနက်ပြစ်တန်းလေးဇက်တိုက်ဆုံးသူလိုကြားလိုက်ရပါတယ်။တန်လဲအတော်ကိုလန့်နေပြီ။မန်ကာထားတဲ့နေရာကိုလဲကျိုးတန်းလန့်တဲ့အလောင်းကတွဲလောင်းကြီးဖြစ်ပြီးဝင်ဆောင်ပါတယ်။တန်လဲအရန်ကြောက်လန့်နေချိန်ဒေပိသားလူတွေအားလုံးသူ့ဘေးမှာပေါ်လာလို့အော်ပြီးထွက်ပြေးပါတော့တယ်။တတင်တို့မိသားစုတွေရောအတော်ပြူရောအားလုံးကဒေပိသားတွေပါ။ဒါကိုတန်ကမသိပါဘူး။အခုမှတနက်နဲ့ပြစ်တက်ခံလိုက်ရလို့တေဆုံးသွားပြီလို့ထင်နေတာပါ။ဒီလိုနဲ့တန်တယောက်ကြောက်လန့်ထွက်ပြေးလာရင် ကျွန်တော်ကိုလာခဲ့ပါဒီမှာမိသားစုဝင်တွေအားလုံးအသက်ခံလိုက်ရပြီဆိုပြီးရဲကိုဖုံးဆက်ပြီးအကူအညီတောင်းပါတယ်။ဒါပေမဲ့ဖုံးကဘာတမ်းမှပြန်မကြားရလို့ပြေးကချမ်းပြင်းကိုထွက်ဖို့တကားကိုဖွင့်ပြီးအပြင်ကိုရောက်တာနဲ့အထဲကိုအလိုလိုပြန်ရောက်နေပြန်ပါတယ်။ဒီချိန်မှာပဲသူဆလာတော့ကလို့ပဲအတော်ပြူးကဝင်ခဲ့ပါလို့ခေါ်နေတာကိုမြင်လိုက်ပြီးထွက်မယ်လှုပ်လိုက်ချမ်းဝင်းတဲ့ကိုပြန်ပြန်ရောက်လိုက်နဲ့တန်တရာလဲနေကအတော်ပြူးကလာခေါ်လိုက်နဲ့တယောက်တည်းကြောက်လန့်ငိုယူကအချင်းချင်းထွက်ပြေးဖို့လုံနေပြီမဲ့ဘလို့မှမအောင်မြင်ခဲ့ပါဘူး။အပြင်ကိုလည်းဘလို့မှထွက်မရဘူးဖြစ်နေခဲ့ပါတယ်။ ဒီလိုနဲ့တန်တယောက်ထွက်ပြေးဖို့လုံလိုက်အတော်ပြူကလာခေါ်လိုက်နဲ့ဖြစ်နေပြီးပြင်းနေရင်ခြံထဲမှာတရေတွေနဲ့တွေ့လို့ထွက်ပြေးလိုက်နဲ့တန်တရာလည်နေခဲ့ပါတယ်တန်တယောက်ကြောက်လန့်အော်ဟစ်ခံငိုကြွေးယုံကလည်းပြီးဘာမှမတတ်နိုင်ခဲ့ပါဘူးတကူလုံးမှာလည်းဒဏ်ရာတွေပလပွားဖြစ်နေခဲ့ပါတယ်နောက်ဆုံးမကန်စားနိုင်တော့တဲ့အဆုံးခြေထောက်ကွဲနေတဲ့ဒဏ်ရာကအတော်လေးနာကျင်လာတာကြောင့်ရှိတဲ့အဝတ်စုပ်လေးနဲ့ပတ်ပြီးဒဏ်ရာကိုတွေးတိတ်အောင်လုပ်လိုက်ပါတယ်ဒီလိုနဲ့တန်တယောက်အိမ်ထဲကိုပြန်ဝင်သွားတဲ့အချိန်မှာလည်းအရာအားလုံးကပုံမှန်တိုင်းပြန်ဖြစ်နေတာကိုတွေ့လိုက်ရပါတယ် ကလေးတီကလည်းစော်ကစားနေကခြေဝင်ကလည်းပုံမှန်တိုင်းရှိနေတာကိုမြင်လိုက်ရပါတယ်။ဒေါ်ဘူးကလည်းသူ့ကိုမှားစရာရှိတာတွေထုံးစံအတိုင်းစက်မှန်နေခဲ့ပါတယ်။တားတန့်ညှင်းနှက်လို့ရှိရင်လမ်းထမရှောင်နဲ့။ဒကောင်ရန်ကစုံးတွေမြူးတဲ့အချိန်ဖြစ်တာကြောင့်တားသတိထားဆိုပြီးတန်ကိုသတိပေးခဲ့ပါတယ်။တန်လည်းသူ့လိုပြောသမျှကိုဘာမှပြန်မပြောဘဲကြောက်လန့်ပြီးသားနားထောင်နေခဲ့ပါတယ်။အဒေါ်ဘူးထွက်သွားတဲ့အခါမှာတော့နောက်ကျောင်းမှာတနက်တရားတွေရှိနေတာကိုကြည့်ပြီးတန်တယောက်ကြောက်လန့်နေခြင်းခဏနေတော့ဇွဲချိုးချတီးသွားတဲ့တေးမကလည်း အတန်နေပြီးကိုတင်ပြချောင်းလန့်တာကြောင့်တန်တယောက်ချောင်းလန့်လဲကြကငိုကြွေးနေကထွက်ပြေးပါတော့တယ်။ခဏနေတော့ကလေးနှစ်ယောက်ကလည်းဦးလေးတီသွားပြီမလားဒီအိမ်မှာတရေတွေရှိတယ်ဆိုတာသူတို့ကိုတရေမှန်းမသိစေနဲ့တီသွားရင်စိတ်ဆိုးကြမယ်ဆိုပြီးကလေးတွေကတန်ကိုတတိပေးပါတယ်။ခဏနေတော့တတင်ကသမင်းစားမယ်ဆိုပြီးပြောတန်ကိုကြားလို့တန်လည်းလှည့်ကြည့်လိုက်တဲ့အခါမှာပျက်စီးဟောင်းသွားနေတဲ့သမင်းဝိုင်းကခုံတွေကသူ့ဘာသာသူစီနေတာကိုတွေ့လိုက်ရပါတယ်။တန်လည်းချောင်းလန့်ယုံကလွဲပြီးသူတို့လုံးသမျှလှောက်ရှားသမျှရက်ကြည့်နေရပါတော့တယ်။ခါတိုင်းလိုပဲသမင်းဝိုင်းမှာတတင်ရဲ့အော်တန်တွေ ကလေးတွေကိုစူပူတန်းတွေကိုတန်ကြနေရပါတယ်။သူကြည့်နေရင်ပဲပကန်းလေးကွဲပြီးလွင့်စင်ကုန်တာကြောင့်တန်တယောက်သူ့ကိုထိမှဆိုးလို့ငုံနေရကအောက်ဟိနေပြီ။ဒီချိန်မှာပဲပကြီကားကစောင်းသွားပြီးအပေါက်တစ်ခုပေါ်လာကသူထကြည့်တော့ပကြီကားကပြုတ်ကျသွားပါတယ်။တန်လည်းပကြီကားပြုတ်ကျတဲ့အပေါက်အတိုင်းအပေါ်ကိုတတ်သွားခဲ့ရင်တကားနဲ့စောင့်မိသွားပြီးအထဲကိုအရောက်မှသတိမိသွားပါတယ်။သူပြန်သတိရလာတော့ထက်ခိုးလေးမှစန်တရားကိုတွေးလိုက်ပါတယ်။သူလည်းဘေးဘက်လေကိုလှည့်ကြည့်ရင်သူငငယ်ကအเจ้าတွေကိုအနှဲငယ်အေးမျိုးလောက်ပြန်လဲအမှတ်ရလာခဲ့ပါတယ်။ ဒီလိုနဲ့တန်တယောက်လဲဘေးဘက်ဝန်းကျင်မှာရှိတဲ့ပစ္စည်းတွေကိုလိုက်လံကြည့်ရှုခဲ့ပါတယ်။ဓာတ်ပုံအေဗန်တခုကိုတွေးလို့ကြည့်လိုက်တဲ့အခါမှာမိဘတွေဓာတ်ပုံရဲ့တန်တို့မောင်နှမငယ်ဘဝကဓာတ်ပုံတွေကိုတွေးလိုက်ခါ Memory State တခုကိုလည်း Projector နဲ့ထိုးကြည့်လိုက်ရင်ငယ်ငယ်တုန်းကအိမ်မှာမိဘတွေနဲ့အတူနေခဲ့တဲ့ပုံရိပ်တွေရိုက်ကူးထားတာကိုတွေးလိုက်ရပါတယ်။အမေဖြစ်သူကသူ့အိမ်ခြံဝန်းကြီးကိုအလွန်တန်ဖိုးထားတဲ့အပြင်အာသမီတွေကိုလည်းအလွန်ချစ်ခင်သူဖြစ်ပါတယ်။အမေဖြစ်သူကိုလူတော်တော်များများကစိတ်မနှံ့တဲ့အမျိုးသမီးလိုဝိုင်းပြီးထင်ကြီးပေးနေကြပေမဲ့အမေဖြစ်သူကဂရုမစိုက်ခဲ့ပါဘူး။ သူလုံးဆရာရှိတာတွေကိုဆက်လုံနေခဲ့ပါတယ်။နောက်ဆုံးတန်တို့မိသားစုကဒီပါပြက်ဒေဝါလီခန္ဓာကြောင့်တန်ရဲ့အမေကသူလုံးဆရာရှိတာတွေကိုယူမဆိုင်ပဲဆက်လုံနေခဲ့ပါတယ်။တန်လည်းရိုက်ထားတဲ့ဗီဒီယိုလေးကိုကြည့်ပြီးပုံမှန်မဟုတ်တာတွေကိုမြင်နေရကကြည့်နေရင်ဟုံးဆိုပြီးလွဲချိုချသွားတာကိုမြင်လိုက်လို့လန့်သွားပါတယ်။တတင်းကိုလည်းမြင်နေရပြီးကြည့်နေရင်ဘေးကတစ်ပြက်ပြက်နဲ့လူသွေးတွေပေါ်လာနေကသူလှည့်ကြည့်တော့ဘာမှမမြင်ရပါဘူး။တန်လည်းစက်မနေနိုင်တော့ပဲအပေါက်ကနေဆင်းပြေးနေချင်းလက်ကိုဆွဲခံလိုက်ရလို့လန့်ကပြုတ်ကျသွားပါတယ်။တကယ်တော့တန်ရဲ့ညီမလေးတတင်းဟာ မွေးကလေးကမျက်နှာတစ်ခုလုံးပျက်စီးနေခဲ့တာပဲဖြစ်ပါတယ်။တန်ကတော့ညီမလေးကိုတနာလို့ဖေးမှကျင်းနာဆက်ဆံခဲ့ပေမဲ့အဖေဖြစ်သူကတော့ကြောင်ထိုးထားခဲ့တာဖြစ်ပါတယ်။တန်ကိုသာပွဲထုတ်ခဲ့ပြီးတမီးကိုကြတော့ထက်ခိုးမှနေစီကဧည့်သည်လာရင်မတွေ့အောင်လို့ထားထားပါတယ်။တန်ရဲ့အမေကလည်းဆက်ယောဂါတဲ့တူဦးဖြစ်ကတန်ကအမရောညီမဖြစ်သူကိုပါသူ့လူကောင်းပကတိရှိစဉ်အခါတုန်းကကကောင်းကောင်းပြုစုစောင့်ရှောက်လာတာပဲဖြစ်ပါတယ်။အခုတော့အတိတ်ကိုတစုံတစသတိရသွားတဲ့တန်တယောက်ဟာအရင်မိသားစုအကြောင်းကိုပြန်တွေးပြီးစိတ်မကောင်းဖြစ်နေခဲ့ပါတယ်။ ဒီချိန်မှာပဲအန်ဒီဘျူးကဘုန်းတော်ကြီးတပါးပိတ်လာတာကိုမြင်လိုက်ရလို့လိုက်ကြည့်တဲ့အခါမှာတတင်တယောက်ဟာတရေပူးနေတယ်လို့တောင်းချမ်းနေတာကြောင့်ဘုန်းကြီးခေါ်ပြီးအပနင်ထုတ်ဖို့ကြိုးပမ်းခဲ့ပါတယ်တတင်ကအော်ဟစ်တောင်းချမ်းနေတာကြောင့်မျက်နှာကိုလည်းအဝတ်နဲ့အုပ်ထားပြီးဘုန်းကြီးကဖျားစာလေးရွတ်ပြီးတတင်ရဲ့ကိုမှပူးကတ်နေတဲ့ဝိညာဉ်ကိုနှင်ထုတ်ဖို့လုပ်ပါတယ်ဒီချိန်မှာပဲတတင်ဟာကြောက်စရာကောင်းတဲ့အမွေဖြစ်သူရဲ့အယုတ်ပြောင်းလဲသွားပြီးဘုန်းကြီးဆိုတဲ့ဖျားစာလေးကိုလိုက်ဆုံနေပြီးလောင်ရဲနေပါတယ်ဘုန်းကြီးလည်းဖျားစာဆိုရင်ပြေလဲကြသွားကတတင်ကထလာပြီးဘုန်းကြီးကိုမိရှို့ကထွက်ပြေးသွားပါတယ် တန်ကလည်းဒီအဖြစ်အပျက်ကိုမြင်ပြီးသေချင်စိတ်ပေါက်လောက်အောင်ကြောက်လန့်သွားပါတယ်။ဘာဆက်လုံးလို့လောက်ရမှမသိဖြစ်နေကဒီလိုနဲ့တန်အပြင်ကိုထွက်လာတော့အဖေဖြစ်သူကိုတွေးလိုက်ပါတယ်။အဖေဖြစ်သူကတားလေးငါမင်းကိုအယမ်းချစ်တယ်။ဒီနေရာကငါတို့ရဲ့အိမ်မက်အိမ်လေးဖြစ်ချင်တယ်ဆိုပြီးပြောပါတယ်။ပြီးတော့ဒီအိမ်ကြီးကကျင်းစာမိနေတယ်။ငါကောက်ကြည့်တဲ့မိမတယောက်စီကနေဝယ်ခဲ့တာဆိုပြီးပြောကသူ့ကိုသူတနက်နဲ့ပြစ်ပြီးသေဆုံးသွားပါတော့တယ်။ဒီလိုနဲ့ခဏနေတော့ဘေးကနေတန်ရီတူတူပုံနှံကစားမယ်ဆိုတဲ့တတင်းရဲ့အတန်ထွက်လာပါတယ်။ တန်လဲသူ့ရဲ့ညီမလေးအတန်ကိုကြာပြီးတနာသွားတာနဲ့ဖြစ်ချင်တာဖြစ်ဆိုပြီးစော့ဖို့ပြင်လိုက်ပါတယ်။တတင်းရီလာစော့ကြမယ်ငါလိုက်ပေးမယ်ဆိုပြီးခေါ်လိုက်ပါတယ်။တူတူပုံနဲ့စော့ဖို့တစ်ကနေ30တိရေတော့တတင်းရီငါလာပြီးပုံနေဆိုပြီးတန်ကလိုက်ရှာပါတော့တယ်။အိမ်ထဲကိုလိုက်ရှာနေရင်ရှေးဟောင်းနန်းဝင်နန်းစားတွေဝတ်ဆင်ထားတဲ့တရေတွေကိုတွေးလိုက်ပြီးတဲမတွေကစက္ကနဲပြိုင်းတို့သူ့စီကိုပြေးလာတဲ့ကြောင်လန်သွားချိန်မှာပဲဝုန်းဆိုပြီးနောက်တနေရာကိုရောက်သားပြန်ပါတယ်။ချီဝင်တယောက်ကကလေးတွေကိုခေါ်ပြီးအခန်းတစ်ခန်းထဲမှာအန်ဒီရရှိနေတယ်ဆိုပြီးဝင်ပုံနေခိုင်းတာ အတော်ပြုကကလေးတွေကိုခေါ်ပြေးလို့တနက်နဲ့လိုက်ပစ်ပါတော့တယ်။ခဏနေတော့ကလေးတွေကိုအိမ်ထဲပြန်ခေါ်လာပြီးခြေဝင်းကကလေးတွေတည်နေတာကိုမြင်လိုက်ရကဒေါသထွက်နေပြီးကလေးတွေတည်ရတာကတတင်ကအစိတ်ကျွေးလိုက်တာကြောင့်ပါပဲ။ဒုံးဆန်တိုင်းငါကျွေးတာအကုန်စားရှာမရှင်နဲ့ဆိုပြီးပြောကထွက်သွားတဲ့အခါမှာကလေးတွေကတိတ်ဆုံးသွားပါပြီ။တန်လဲဒီမြေဝင်းကိုမြင်ပြီးအတော်လေးထိတ်လန့်နေခဲ့ပါတယ်။ခဏနေတော့တတင်တယောက်ငိုယူပြီးနင်တို့အားလုံးကလူလိန်တွေအားလုံးကကိုထားခဲ့တယ်ဆိုပြီးငိုနေခဲ့ပါတယ်။အဲ့လိုပြောရင်တတင်တယောက်ဇွဲချိုးချတိတ်ဆုံးသွားပါတော့တယ်။ တကယ်တော့တတ်တဲ့ဟာမိသားစုအဆင်မပြေတာတွေအဖေဖြစ်သူကအဆုံးစီရင်သွားတာနေနဲ့ပတ်သက်ပြီးစိတ်အားငယ်ပြီးတက်တည်သွားခဲ့တာဖြစ်ပါတယ်။တန်ကလည်းဆိုးရွားတဲ့မြင်ကွင်းတွေကိုတွေးလိုက်ညီမတည်သွားတာကိုမြင်လိုက်နဲ့စိတ်မကောင်းဖြစ်ပြီးငိုကြွေးနေခဲ့ပါတော့တယ်။ဒီလိုနဲ့တန်ရဲ့အမေပကြီကားကြီးလည်းမိလောင်ပြက်စီးသွားခဲ့ပါတယ်။တန်လည်းကြောက်လန့်ပြီးငိုကြွေးကခြံထဲကထွက်လာလိုက်ပြီးတန်တယောက်ခြံတကားကိုမရေတရေနဲ့တွန်းကြည့်ကဖြစ်ချင်ရဖြစ်ဆိုပြီးတွန်းပွင့်လိုက်တဲ့အခါမှာတကားကပွင့်သွားပြီးတန်တယောက်လည်းအပြင်ကိုထွက်ပြေးသွားပါတော့တယ်။ဒီလိုထွက်ပြေးနေရင်ကားတိုက်ခံလိုက်ရပါတယ်။ လွန်ခဲ့တဲ့10နှစ်လောက်ကလည်းတန်တယောက်အခုလိုမျိုးအိမ်ကနေထွက်ပြေးလာရင်ရင်တိုက်မှုဖြစ်ပြီးစေးုံရောက်သွားတာကိုပြန်တရိရသွားပါတော့တယ်ဒီလိုနဲ့တန်ဟာခြောက်ချားစရာအိမ်ကြီးကိုပြန်သွားခဲ့ပြီးသူငငယ်ကဆူတောင်းခဲ့တဲ့ပကြီကားချိတ်ထားရနိုင်ရန်ကိုသွားဖြတ်စည်းလိုက်ပါတယ်တကယ်တော့တန်ဟာငငယ်ကပကြီကားကိုကြည့်ပြီးငငယ်ကတကယ်နဲ့သမီးဆိုရင်ငါညီမလေးကိုလှအောင်လုပ်ပေးပါဆိုပြီးဆူတောင်းခဲ့တာဖြစ်ပါတယ်တန်ဆူတောင်းပြီးညီမလေးတက်တင်ဟာမျက်နှာကအမာရွတ်တွေမရှိတော့ဘဲချက်ချင်းလှပလာခဲ့ပါတယ်ဒါပေမဲ့တန်တို့မိသားစုတွေကိုကန်ဆုံးမှုတစ်ခုပြီးတစ်ခုဝင်လာပါတော့တယ် ဒါကြောင့်တန်ဟာပကြီကားရှိရာနိုင်ငံကိုသွားဖြိုခဲ့တာပဲဖြစ်ပါတယ်။နိုင်ငံပြိုကျသွားတဲ့ခါမှာတော့ညီမလေးဖြစ်သူရောပကြီကားတဲ့ဆုံးမကြီးပါပေါ်လာပါတယ်။ငါ့ကိုဘာလို့ဒုမမချစ်ကြတာလဲဆိုပြီးတန်ကိုမေးပါတယ်။ပြီးတော့ငါကတေးချင်းတရားကိုရွေးချယ်ခဲ့တာလို့ပြောလိုက်ပါတယ်။တန်လည်းဆုံးမကြီးကိုကြည့်ပြီးဘာမှမနှောက်ယှက်ပါနဲ့တော့ငါရဲ့ခန္ဓာကိုယ်ကိုယူလိုက်ပါလို့ပြောလိုက်ပါတယ်။အင်ကြီးကိုချွတ်လိုက်ရင်တန်ရဲ့ခန္ဓာကိုယ်မှာသူ့ရီထွက်လာခဲ့ကအနားကိုတိုးသွားပါတယ်။ငါ့ကိုအစားခေါ်သွားပါငါရဲ့ဂတိငါတီးပါတယ်ဆိုပြီးဆုံးမကြီးကိုဖတ်လိုက်ပါတယ်။ ငါ့ကိုအစားခေါ်သွားပါငါကြီးမလေးကိုပြန်ပေးပါဆိုပြီးငိုကြွေးပြီးတောင်းပန်နေခဲ့ပါတယ်။စုံမကလည်းဂတိတည်တယ်တဲ့လားဆိုကအော်လိုက်ပြီးခဏနေတော့တန်ငိုကြွေးနေရင်ဖတ်ထားတာကသူ့ရဲ့ညီမလေးဖြစ်နေပါတော့တယ်။ဒီလိုနဲ့တန်တို့မောင်နှမငယ်ငယ်ကအเจ้าတွေကိုပြန်အမှတ်ရနေကဇလန်းလဲပြီးဆုံးသွားခဲ့ပါတယ်ခမညာ။အဆုံးဒီလိုက်ပါကြည့်ရှုပေးတဲ့တယောက်ချင်းစီကိုအထူးပင်ကျေးဇူးတင်ရှိပြီးစိတ်ဤချမ်းသာခြင်းကိုဤချမ်းမာခြင်းများနဲ့အတူကတ်သုံးပါကြော်နေနိုင်ပါစေလို့ဆုတောင်းပေးရင်ဤကုန်းချုပ်လိုက်ရပါတယ်ခမညာ။